ဘုံဘုံတို့ရူပါရမသုတ်တံဆိုပြီးတော့နမျက်စွာဘုရားဟောထားတဲ့သုတ်တံတစ်ပုဒ်ရှိတယ်။အဲ့ဒီမှာနိဗ္ဗာန်ကိုမြင်ကြတဲ့အရိယာတတော်စင်ကြီးတို့ရဲ့သဘောနိဗ္ဗာန်ကိုမမြင်ကြတဲ့ပုထုသင်တို့ရဲ့သဘောအမြင်ချင်းမတူတဲ့အတွက်ကြောင့်နော်ဆန့်ကျင်ဘက်တွေဖြစ်နေတတ်တဲ့သဘာဝလေးတွေကိုမြတ်စွာဘုရားဟောထားတာ။အဲ့ဒီဒေသနာတွေကိုလေ့လာကြည့်မယ်ဆိုရင်လည်းပဲနိဗ္ဗာန်ဟာတိဖို့မြင်ဖို့ခက်ခဲတယ်ဆိုတာကိုတနည်းတစ်ပုံသဘောပေါက်လို့ရတယ်ပေါ့။ ဲ့ဒီသုတ္တမမြတ်စွာဘုရားဘယ်လိုဟောတာတောင်ဆိုတော့ယဟန်တို့တဲ့တတ္တဝါတွေဆိုတာနော်လူတွေတင်မကဘူးမြတ်စွာဘုရားအဲ့ဒီသုတ္တန်ထဲမှာနော်ဒေဝမနုဿာနော်နတ်ဒေဝထည့်ပြီးတော့ဟောတယ်နတ်နဲ့တကွာတော့ဟောဒီလောကကြီးဟာရူပါရမဘိခဝေနော်ဒေဝမနုဿာနော်အယောင်အစင်းမှာပြုံမွေးနေကြတယ်အယောင်အစင်းလင်ပြုံမွေးရာရှိတဲ့အယောင်အစင်းမှာပဲပြုံနေတယ်အယောင်အစင်းမှာပဲဝမ်းမြောက်နေကြတယ် ါကြောင့်အယောင်အဆင်းပြည့်စည်သွားပြီဆိုရင်အဲ့ဒီတတ္တဝါတွေအလွန်ဆင်းရဲကြတယ်ပူလောင်ကြတယ်။မြတ်စွာဘုရားဟောပုံလေးနော်။အဲ့ဒါလိုပဲအတန်အနတ်အရသာအတွေ့အထိဓမ္မယုံအာယုံ၆ပါးမှာပဲတတ္တဝါတွေပြောကြတယ်။အဲ့ဒီအာယုံ၆ပါးပြည့်စည်ပြီဆိုရင်နော်ကိုမမောနေတယ်ကိုနှစ်သက်နေတယ်ကိုပြောရွှင်းနေတယ်ဒီအာယုံလေးတွေပြတ်သွားပြီဆိုရင်ဘာဖြစ်ပြီတော့ဆင်းရဲကြပြီပေါ့နော်။ဒါတတ္တဝါတွေရဲ့သဘော။မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးတဲ့။ ဒီအာယုန်နေရဲ့တဘာဝကိုမြတ်စွာဘုရားကအသေးစိတ်အကုန်သိတော်မူတယ်မြင်တော်မူတယ်။နော်ဒီအာယုန်နေဘလို့ဖြစ်လာသလဲ။ဒီအာယုန်နေဘလို့ပြတ်သွားသလဲ။ဒီအာယုန်နေရဲ့တာယာပွဲဆိုတာဘာလဲ။ကောင်းတဲ့အကွက်ပေါ့နော်။ဒီအာယုန်နေရဲ့အပြစ်မကောင်းတဲ့အချက်ကဘာလဲ။ဒီအာယုန်နေကထွက်မြောက်ရာအဲ့ဒါကဘာလဲ။မြတ်စွာဘုရားစုံစုံစိစိအကုန်သိတယ်ပေါ့နော်။ဖြစ်ချင်းပြည့်ချင်းကိုလည်းမြင်တယ်။ ာယာဘွယ်ကိုလည်းမြင်တယ်အပြစ်ကိုလည်းမြင်တယ်ထွက်မြောက်ရာကိုလည်းမြင်တယ်အဲဒါကြောင့်မလို့ဒီအာယုန်နေရဲ့ပုံမှန်မြတ်စွာဘုရားကတာယာမှုနှစ်သက်မှုမရှိဘူးပျော်ရွှင်မှုကြည်နူးမှုမရှိဘူးဒါကြောင့်ဒီအာယုန်နေပြည့်ချိန်ကြလို့ပြည့်သွားပြီဆိုရင်မြတ်စွာဘုရားမှာနော်စင်စင်ရဲရဲနေရတယ်ဆိုတာမရှိဘူးချမ်းချမ်းသာသာပဲနေရတယ်တဲ့ခွာချားပုံလေးကိုပြောတာနော်အဲဒါဆက်ပြီးတော့မြတ်စွာဘုရားပြောပြတဲ့ဂါထာတော်တွေထဲမှာနိဗ္ဗာန်ကိုမမြင်ကြတဲ့ ုထုဇဉ်တို့ရဲ့အမြင်နိဗ္ဗာန်ကိုမြင်တော်မူကြတဲ့အရိယာတို့ရဲ့အမြင်ဘလောက်ထိကြွားချာနေတယ်လဲဆိုတာလေးကိုမြတ်စွာဘုရားကအဲ့ဒီမှာဟောတာလောကကြီးမှာနှစ်သက်เสียမျက်နှိုးเสียကောင်းတဲ့နော်အယောင်တွေအတန်တွေအနက်တွေအရသာတွေအတွေ့အထိတွေဓမ္မယုံဆိုတဲ့အတွေ့အကြံတွေအဲ့ဒါတွေဟာရှိတယ်တဲ့အာယုံ6ပါအယုံ၆ပါးမှာနှစ်သက်เสียအယုံ၆ပါးရှိတယ်လို့မနှစ်သက်เสียအယုံ၆ပါးလည်းရှိသေးတာ။ ဒါကြောင့်သူကအဋ္ဌာကန္တာမနာပါစတဲ့နှစ်သက်စရာကောင်းတဲ့မျက်နှိုးစရာကောင်းတဲ့เนาะအာယုံ၆ပါးလောကမှာရှိတယ်တဲ့တာဒီဝေကတာလောကတာဣတိယောဒုက္ခတမတာယထစီတေနိရုဇန္တိတန္တိတံဒုက္ခတမတာအဲ့ဒါနတ်နဲ့တကွာတော့ဟောဒီတလောကလုံးကဒီအာယုံ၆ပါးနှစ်သက်ဖွယ်ကောင်းတဲ့အာယုံ၆ပါးနဲ့ပြည့်စုံခြင်းကိုချမ်းသာလို့သမုတ်ကြတယ်တဲ့ပြောကြတယ်ဩသူတို့များကြည်စမ်းเนาะကောင်းလိုက်တာချမ်းသာလိုက်တာ ဘာကိုကြည့်ပြောတာတော့ဒီအာယုန်နေပြည့်စုံတာကိုကြည့်ပြီးတော့ပြောတာဒီအာယုန်နေကြိုက်သလောက်အလိုရှိသလိုအလိုရှိသလောက်လဲလှယ်လို့ရတဲ့ပိုက်ဆံတို့ငွေကြေးတို့ဥစ္စာပစ္စည်းတို့ပြည့်စုံရင်လည်းပဲဒါသူတို့မဲ့ကောင်းလိုက်တာချမ်းသာလိုက်တာလို့ပြောကြတာတကယ်တမ်းကပိုက်ဆံပေါ်လို့ချမ်းသာတယ်လို့ပြောတာအဲ့ဒီပိုက်ဆံကိုဘာလို့ချမ်းသာတယ်လို့ပြောတာတော့သူလိုချင်တဲ့အာယုန်နဲ့လဲလို့ရလို့နော်အာယုန်မှကောင်းတဲ့ထက်ကောင်းတဲ့အာယုန်နဲ့လဲလို့ရတယ်ဟုတ်လား ဒါကချက်ထွင်ပြီးတော့စဉ်းစားကြည့်ဟုတ်လားဒါကြောင့်လူတွေတယောက်ကိုတယောက်သူတို့မေချမ်းသာလိုက်တာလို့ချမ်းသာကိုဘယ်လိုတတ်မှတ်တာဘယ်လိုတမုတ်ကြတာတော့နော်ဘာကိုချမ်းသာလို့လူတွေကတတ်မှတ်ကြတာတော့ဒီအာယုံနဲ့ပြည့်စုံရင်ပြည့်စုံတယ်လို့ချမ်းသာတယ်လို့ပြောကြတာဟုတ်လားယထစေတေနိဒုဇံတိတန်တေတံဒုက္ခသမတအဲ့ဒီအာယုံတွေမရှိတဲ့အဲ့ဒီအာယုံတွေချုပ်နေတဲ့နိဗ္ဗာန်ကိုကြတော့မကောင်းဘူးလို့ပဲသူတို့ထင်ကြတာတဲ့ဆင်းရဲလို့ထင်တာနိဗ္ဗာန်မှာဒီအာယုံမရှိဘူးလေ ုတ်လားအတော့သူတို့လိုချင်တဲ့အာယုံမရှိတဲ့အတွက်ကြောင့်တတ္တဝါတွေရဲ့စိတ်ကဒီမျက်နှိုးပေါ်ရဲ့အာယုံ၆ပါးမရှိတဲ့နေရာကိုမရှိတဲ့အရာကိုသူတို့ဆင်းရဲတယ်လို့ထင်တယ်ဘုရုဇင်တွေရဲ့အမြင်ကိုအကျဉ်းမြင်ဝေဖန်တာပေါ့ဟုတ်လားဒုက္ခံဒိဋ္ဌမရိယေပိတက္ကာယတ္တနိရောဓနံပစ္စနိကမိတံဟောတိတပ္ပလောကိနပတ္တတံအရိယာသူတော်ရှင်တွေကြတော့အဲ့လိုမဟုတ်ဘူးတဲ့တက္ကာယချုပ်ရာနိဗ္ဗာန်ကိုသူတို့ကမြင်တဲ့အတွက်ကြောင့် ဒါတွေမရှိတဲ့နိဗ္ဗာန်ဟာချမ်းသာတယ်လို့သူတို့သိတယ်။ဟုတ်လား။နိဗ္ဗာန်ကိုမြင်တဲ့အတွက်ကြောင့်ဒါတွေမရှိခြင်းဟာချမ်းသာတယ်လို့သူတို့သိတယ်။အဲ့ဒါကြတော့ဘလို့ဖြစ်တုံဆိုတော့ဒီမြင်ရတဲ့ပုံကိုယ်တွေကမမြင်ရတဲ့တလောကလုံးနဲ့ဆန့်ကျင်ဘက်ကြီးဖြစ်သွားတယ်တဲ့။ဟုတ်လား။တပ်ပတ်လောကိနပတ္တတံ။နိဗ္ဗာန်ချမ်းသာကိုမြင်ရတဲ့အရိယာသူတော်စင်တွေအတွက်တပ်ပတ်လောကိနအလုံးစုံသော လောကနဲ့ပစ္စနိကပစ္စနိကမိရန်ဟောတိတဲ့။ နော်ကြောချင်းကပ်ပြီးတော့ပြေးနေတယ်လို့ပဲနော်ဆန့်ကျင်ဘက်ကြီးဖြစ်နေတယ်တဲ့ယံပရိဒုက္ခတောအာဟုတတတိယအာဟုဒုက္ခတောယံပရိဒုက္ခတောအာဟုတတတိယဒုက္ခတောဝိတုဟောပုထုဇဉ်တွေက ချမ်းသာတယ်လို့ပြောတဲ့အရာကိုအရိယာတွေကဆင်းရဲလို့ပြောတယ်တဲ့ဒီချမ်းသာထောင်နော်ပုထုဇဉ်အများစုကချမ်းသာလို့ပြောတဲ့အရာကိုအရိယာသူတော်ဇဉ်တွေကဆင်းရဲလို့ပြောတယ်ယံပရိဒုက္ခတောအာဟုတတတိယဒုက္ခတောဝိတု ဥဒုဇင်တွေကဆင်းရဲလို့ပြောတဲ့အရာကိုအရိယာတွေကချမ်းသာတယ်လို့သိတယ်တဲ့ဒါဘဝနဲ့နိဗ္ဗာန်ကိုရှင်းပြီးတော့ပြောတဲ့သဘောပဲဟုတ်လားဒီဘဝကိုပုထုဇဉ်တွေကချမ်းသာတယ်လို့ထင်တယ်အရိယာသူတော်ဇင်တွေကအမှန်သိအောင်အမှန်မြင်အောင်သိကျင်ကြိုးစားပြီးတော့အမှန်သိတဲ့အမှန်မြင်တဲ့ဉာဏ်ကိုရသွားတဲ့အတွက်ကြောင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသွားတဲ့အတွက်ကြောင့်ဒီပုထုဇဉ်တွေပြောနေတဲ့ချမ်းသာဆိုတဲ့အရာတကယ်စင်စစ်ဆင်းရဲပဲလို့သူတို့သိတယ်အမြင်ချင်းကဘလို့ဖြစ်နေတော့ ရောင်းမြန်ဖြစ်နေတယ်ဟုတ်လားဒါဒေသနာတော်တွေထဲမှာမြတ်စွာဘုရားဟောထားတာနိဗ္ဗာန်ဟာမြင်ဖို့ခက်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ဘုံဘုံကပြောပြတာဟုတ်လား